ီနေ့မှာတော့အာကာသလောကရဲ့စိတ်ဝင်စားစရာအကောင်းဆုံးအကြောင်းအရာတွေကိုဆွေးနွေးသွားမှာပါမိတ်ဆွေတို့အားလုံးသိကြတဲ့အတိုင်းပါပဲ Starship Flight 9ကိုဘယ်တော့လွှတ်တင်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့မေးခွန်းတွေအများကြီးပဲထွက်ပေါ်နေပါတယ်ဒါနဲ့ပတ်သက်လို့ဘယ်သူမှအတိအကျဘယ်နှစ်ဘယ်ရက်လို့မပြောကြသေးပါဘူးအီလွန်ကတော့မေလ14ရက်နေ့တုန်းကသူ့ရဲ့ X account ကနေမကြခင်မှာပဲပြန်တန်းတော့မယ်လို့ရေးထားတာကိုတွေ့ရပါတယ် ဆိုတော့လက်ရှိရရှိထားတဲ့အချက်အလက်တွေအရတော့မေလ22ရက်နေ့ဗုဒ္ဓဟူးနေ့ကိုပြင်မှတ်ထားနေတယ်လို့ယူဆရပါတယ်။ဒါမဲ့ FA လို့ခေါ်တဲ့ Federal Aviation Administration စီကိုတော့ခွင့်ပြုချက်တောင်းခံထားရုံပဲလို့သိရပါတယ်။သူတို့စီကခွင့်ပြုမိတ်ကြမှာပဲ Flight 9ကိုလွှတ်တင်လို့ရမှာဖြစ်ပါတယ်။ FA ဘက်ကလည်း Flight 8ရဲ့စုံစမ်းစစ်ဆေးမှုတွေဟာအခုအထိမပြီးသေးဘူးလို့သိရပါတယ်။ ဲ့ဒီ flight 8ကိုလွှတ်တင်တော့ကတော့ပောက်ကွဲသွားခဲ့တာကိုမိတ်ဆွေတို့လည်းမှတ်မိကြအောင်ပါပါဒါကြောင့် flight 9အတွက် FAA ရဲ့ခွင့်ပြုချက်ကလည်းအရေးကြီးဆုံးအချက်တွေတွေကတစ်ခုအနေနဲ့ရှိနေပါသေးတယ်ဒါမှ SpaceX ဘက်ကလည်းဘာမှမပြောဘဲငြိမ်နေတာတော့မဟုတ်ပါဘူးမေလ13ရက်နေ့တော့သူတို့အနေနဲ့ Starship တွေကို engine 6လုံးအထိအသုံးပြုပြီးတော့ဟိုအချိန်တစ်ခုကြာမြင့်တဲ့အထိ static fire စမ်းသပ်မှုကိုလုပ်ခဲ့ကြတာမှာအောင်မြင်စွာပြီးဆုံးသွားခဲ့တယ်လို့ဆိုပါတယ် ဒါကြောင့် fly night အတွက်နောက်ဆုံးအဆင့်ပြင်ဆင်မှုတွေလုံဆောင်နေကြတယ်လို့တင်ထားတာကိုတွေ့ရပါတယ်။ဒါရင်းနဲ့ပတ်သက်တဲ့အသေးစိတ်အကြောင်းအရာတွေကိုတော့ဒီနေ့မှမိတ်ဆွေတို့နဲ့အတူတူဆွေးနွေးသွားဖို့ရှိနေပါတယ်။မိတ်ဆွေများအားလုံးပဲမင်္ဂလာပါ။ AI Learning မြန်မာအနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ fly night နဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေနဲ့ Starbase မှာဖြစ်ပျက်နေတဲ့အခြေအနေတွေကိုကြည့်လိုက်မယ်ဆိုရင်တော့တကယ်ကိုသတင်းကောင်းတွေရှိနေတာတွေ့ရပါတယ်။ ဖလိုင်နိုင်အတွက်နောက်ဆုံးအဆင့်ပြင်ဆင်မှုတွေကိုလှုပ်ဆောင်နေတာကိုလည်းတွေ့ရပါဗါတယ်။အရင် static fire စမ်းသပ်မှုမှာအဆင်မပြေဖြစ်ခဲ့ပေမဲ့ဒီတစ်ခါတော့ချောချောမွေ့မွေ့နဲ့အောင်မြင်ခဲ့ကြတယ်လို့သိရပါဗါတယ်။ဒါလည်းမကြခင်မှာပဲလွတ်တင်နိုင်တော့မယ်လို့ညွှန်ပြနေတဲ့လက္ခဏာကောင်းတစ်ခုလို့ပြောရမှာပါ။ဒါမှ Starship နဲ့ပတ်သက်တဲ့အကြောင်းအရာတော်တော်များများကတော့အပြင်ပန်းအနေကြည့်ပြီးခံမှန်းကြရတာတွေပဲများပါတယ်။အရင်အခေါက်တွေတုန်းကတော့ Starship လွတ်တင်တော့မယ်လို့သတင်းတွေထွက်ခဲ့တဲ့အချိန်တိုင်းမှာ လူတွေကအုံးကြွကြွနဲ့လွတ်တင်မဲ့နေရာကိုလာကြည့်ခဲ့ကြပေမဲ့တပတ်နှစ်ပတ်လောက်အထိစောင့်ရတာမျိုးဒါမှမဟုတ်အချိန်မှားသွားပြီးတော့အစိုးရပြန်သွားကြရတာမျိုးတွေလည်းရှိခဲ့ပါတယ်။ဒါကြောင့်ဒီလာတန်းမှာလွတ်တင်မယ်လို့သတင်းထွက်နေပေမဲ့လည်းအတီးပြုတ်လို့တော့မရသေးပါဘူး။ fly 9နဲ့ပတ်သက်ပြီးတော့နောက်ထပ်ထွက်လာတဲ့သတင်းတစ်ခုကတော့မေလ22ရက်နေ့မှာလွှတ်တင်မယ်ဆိုတာကိုတော်တော်များများပြောနေကြတာပဲဖြစ်ပါတယ် အီလွန်ကလည်းမေလ14ရက်နေ့တုန်းကမကြခင်မှာပဲပြန်တန်းတော့မယ်လို့တင်ထားသလိုလာမယ့်အပတ် Starship ပြန်တန်းမှုမတိုင်ခင်တက်ဆတ်မှာရှိတဲ့ Starbase မှာ Mars Game Plan ကိုရှင်းပြမယ့်ကုမ္ပဏီဆွေးနွေးပွဲတစ်ခုပြုလုပ်မယ်လို့သူကပြောထားပါတယ်အဲ့ဒါကို X မှာလည်း live stream အနေနဲ့ပြသမယ်လို့သိရပါတယ်ဆိုတော့ဒါတော်တော်လေးကိုစိတ်လှုပ်ရှားစရာကောင်းပါတယ် Elon Musk ကနေ Starship နဲ့ပတ်သက်တဲ့ All Hand Talks တွေကိုမကြားခဲ့ရတာတော့တော်တော်လေးကိုကြာသွားခဲ့ပါပြီ ဒါပေမဲ့ဒီလိုဆွေးနွေးမှုကိုအီလွန်ဘာကြောင့်လုပ်တာလဲဆိုတာကိုလူတွေခံမှန်းနေကြတဲ့အကြောင်းရင်းကိုလည်းပြောပြဖို့လိုအပ်ပါတယ်။ဘာလို့လဲဆိုတော့ Starbase မှာဝန်ထမ်းတချို့ကပြဿနာတွေရှိနေကြတယ်လို့ကြားနေရတာကြောင့်ပါသူတို့ကအီလွန်နိုင်ငံရေးလောကတွေကနေပြန်လာပြီးတော့အခြေအနေအရရက်ကိုတေချာကင်တွယ်ပေးစေခြင်းနေချတာပါဝန်ထမ်းတယောက်ကဆိုရင် Starbase မှာရှိတဲ့အဖွဲ့သားတွေဟာသူတို့ရဲ့အစွမ်းတွေကိုအောက်ကုန်ထုတ်စူးစမ်းနေကြပြီးတော့အချိန်နဲ့အကြာကြီးနဲ့အလုံးလုံးနေကြပါတယ် ဒါမဲ့အခုတော့အခြေအနေတွေကတော်တော်လေးပြောင်းလဲလာပါတယ်။စိတ်ဓာတ်တွေလည်းကြာဆင်းလာနေကြပါတယ်။ဒါကြောင့်လူတွေကပင်ပန်းလာတယ်လို့ခံစားနေကြရပါတယ်။မင်းပြန်လာမယ်ဆိုရင်တော့အဖွဲသားတွေအတွက်မီးတောက်တစ်ခုလိုပါပဲ။သူတို့ပို့ပြီးဆက်ရထက်တန်ပို့ပြီးစီးလုံးလာကြမှာပါ။ပို့ပြီးကြည့်တဲ့မစ်ရှင်တစ်ခုရဲ့အစိပ်ပိုင်းဖြစ်ရတာကိုလည်းဂုံယူကြမှာပါ။လောလောဆယ်တော့အဲ့ဒီစွမ်းအင်တွေပျောက်ကွယ်လာနေပါပြီ။ ကျေးဇူးပြုပြီးတော့အလုတ်ခွင်တွေကိုပြန်လာပြီးထိန်းကျောင်းပေးပါနီးပညာရှင်တွေဂဟေဆရာတွေမောင်းနှင်သူတွေနဲ့ကျူအေစစ်ဆေးသူတွေကိုစကားပြောပေးပါသူတို့ရဲ့အလုတ်တွေကမင်းအတွက်အရေးပါကြောင်ပြသပေးပါကျွန်ုပ်ဘာလို့တိဆောက်နေကြတာလဲဘာကြောင့်တိဆောက်နေကြတာလဲဆိုတာကိုသူတို့သတိပေးပေးပါသူတို့ပြောတာတွေကိုနားထောင်ပေးပြီးတော့သူတို့ဂယုစိုက်ကြောင်ပြသပေးပါ လူတိုင်းကအဲ့ဒီရေမှန်းချက်ကိုယုံကြည်နေကြပါသေးတယ်။အဲ့ဒီမီးတောက်ကိုပြန်ပြီးထိန်ကြီးလာစေဖို့မင်းရဲ့အကူအညီလိုအပ်ပါတယ်။မားစတွတ်မင်းရဲ့အာယုံဆိုင်မှုတွေလိုအပ်နေတဲ့အကြောင်းပြချက်တွေရှိနေပါတယ်လို့ရေးသားထားခဲ့တာတွေ့ရပါတယ်။အီလွန်ကတော့ဘာအတွက်ကြောင့်ဒီဆွေးနွေးပွဲကိုလုပ်ချင်လဲဆိုတာမသေးကြသေးပါဘူး။ ဒါမဲ့ SpaceX မှာမကြသေးခင် ကာလာတုန်းကပဲ Starship နဲ့ပတ်သက်လို့ပြဿနာတွေရှိနေခဲ့တာနဲ့နှိုင်းရှင်ကြည့်လိုက်မယ်ဆိုရင်တော့သူ့အနေနဲ့အခုလိုစီစဉ်လာတာ Mars Game Plan အတွက်တော့ကောင်းတဲ့ဘက်ကိုသွားဖို့ပဲဆိုတာသိတာနေပါတယ်ပြီးခဲ့တဲ့ January နဲ့ March လတွေမှာပဲ SpaceX က Starship နှစ်စီးတောင်ဆုံးရှုံးခဲ့ပါတယ်ဒါကြောင့်တထေးကိုယ်တိုင်လာရောက်ကြီးကြပ်ပေးတာဟာစိတ်ဓာတ်ကျနေကြတဲ့အခြေအနေတွေကိုပြောင်းလဲပေးနိုင်လိမ့်မယ်လို့မျှော်လင့်ရပါတယ် ။နောက် mass plan ကလည်းအီလွန်ရဲ့စိတ်ထဲမှာဘယ်တော့အခါမှပျောက်ကွယ်မသွားဘူးဆိုတာကိုလည်းပို့ပြီးတော့တေချာသွားစေတာတွေ့ရပါတယ်။အီလွန်ကတော့ mass ကိုလူသားတွေရောက်ရှိနိုင်ဖို့အတွက်ကဘာကြီးကစံကြံခံနိုင်ကြဖို့အရေးကြီးကြောင်းကိုပြောထားခဲ့ဘူးပါတယ်။တကယ်လို့ flight 9သာအောင်မြင်ခဲ့ရင်တော့ starship လွတ်တင်မှုတွေလည်းပိုများလာနိုင်ပြီးတော့ mass အိမ်မန်းနဲ့လည်းပို့ပြီးတော့နီးစပ်လာနိုင်ပါတယ်။ဘာလို့လဲဆိုတော့ FAA ကနေ SpaceX ကို Starship လွတ်တင်မှုအရေးအတွက် တစ်နှစ်9ချိန်ရနေ25ချိန်အထိတော့တိုးမြင့်ခွင့်ပြုထားတာကြောင့်ပါဒါကြောင့် Starship ရဲ့တီထွင်ထုတ်လုပ်မှုနဲ့စမ်းသပ်မှုတွေကိုအရှိန်အဟုန်နဲ့ယုံကြည်မှုရှိရှိလုံဆောင်နိုင်ကြဖို့ရတယ်အရေးကြီးလာတာဖြစ်ပါတယ် Flight 9မှာ Booster 14ကိုပြန်ပြီးအသုံးပြုမှဖြစ်ပြီးတော့ ဒါလွှတ်တင်စရိတ်ကိုလျှော့ချနိုင်ဖို့နဲ့လွှတ်တင်နှုံးကိုတော့တိုးမြင့်နိုင်ဖို့အတွက်လည်းအရေးပါတဲ့မှတ်တမ်းတစ်ခုဖြစ်ပါတယ်။ဒါအပြင်အရင်ပြန်တမ်းမှုတွေမှာအောင်မြင်မှုမရခဲ့တဲ့ catch mechanism နဲ့အဆင့်မြင့်တင်ထားတဲ့အပူခံပြားတွေကိုလည်းစမ်းသပ်နိုင်ဖို့မျှော်လင့်ထားကြပါတယ်။ Raptor 3 engine နဲ့ပတ်သက်ပြီးတော့လည်းတိုးတက်မှုတွေရှိလာတာကိုတွေ့ရပါတယ်။ဒီ engine က mask ခီးစဉ်အတွက်တော့တော်တော်လေးကိုအရေးပါတဲ့စွမ်းအမြင့် engine တစ်ခုဖြစ်တဲ့အပြင်အရင် engine တွေရဲ့၄ချိန်ထက်လည်းတိတိတသာပိုနေတဲ့ engine တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် Mars လို့ကဘာနဲ့အရန်ဝေးတဲ့ဂြိုလ်တစ်ခုကိုသွားနိုင်မှုကိစ္စမှာအရန်အရေးပါတဲ့ engine တစ်ခုလို့ပြောရမှာပါ Starbase မှာ pad B တည်ဆောက်မှုကလည်းအချိန်ဟုန်နဲ့တိုးတက်လာနေပါတယ် pad A ရောကလည်းလုံးဝမတူတဲ့အချက်ကတော့ pad B မှာမီးတောက်တွေကိုလမ်းကြောင်းပြောင်းပေးနိုင်မယ်အကြီးစား flame trans ပါဝင်တာကြောင့်မို့လို့ launch pad တွေကိုအထိခိုက်ပိုနှဲစေမှာဖြစ်ပြီးတော့လွတ်တင်ဖို့ပြင်ဆင်ချိန်ကိုလည်း short ချပေးနိုင်ပါတယ် ပတ်ပီတာဝါကိုလည်းအရင်တာဝါတွေထက်အများကြီးပိုမြန်ပြီးတော့52ရက်အတွင်းမှာရာဂိုင်နှုန်းတော်တော်များများပြီးစီးအောင်တည်ဆောက်နိုင်ခဲ့တာကိုတွေ့ရပါတယ်။ Flynn ရအစောဆုံးကတော့မေလ22ရက်နေ့လောက်မှာဖြစ်နိုင်ချေရှိပေမဲ့တစ်ပတ်နှစ်ပတ်လောက်နောက်ကျသွားတာမျိုးလည်းဖြစ်နိုင်ပါတယ်။ဒါ FA ရဲ့ခွင့်ပြုချက်နဲ့ Starbase မှာနောက်ဆုံးစမ်းသပ်မှုတွေရဲ့အောင်မြင်မှုတွေပေါ်မှာလည်းအများကြီးမူတည်နေပါတယ် ဒီပြန်တမ်းမှုရဲ့အဓိကယူရချက်ကတော့ App Store ရဲ့ပြဿနာတွေကိုဖြေရှင်းနိုင်ဖို့အာကာတာရဲရောက်သွားခဲ့ရင်လည်း engine ကိုအမှားယွင်းမရှိစတင်လဲပတ်နိုင်စေဖို့နဲ့ Super Heavy Booster ကိုပြန်လည်အသုံးပြုနိုင်ဖို့နောက်လာမယ့် Orbital Flight တွေအတွက်လည်းအချက်အလက်တွေပို့ပြီးရရှိလာနိုင်ဖို့တွေကိုရည်ရွယ်ထားတာလို့သိရပါတယ်။ဒါကြောင့် Elon ကိုယ်တိုင်ပြန်လာပြီးဦးစီးမယ်ဆိုရင်တော့ကျွန်တော်အားလုံးမျှော်လင့်နေကြတဲ့ Mars အိမ်မက်အတွက်ပိုကောင်းတဲ့ရွေးတွေကိုမြန်မြန်ဆန်ဆန်မြင်တွေ့လာကြရမယ်လို့လည်းယူဆရပါတယ်။ ဒီပေါ်မှာမိတ်ဆွေတွေရဲ့တုံးသက်ချက်လေးတွေကိုလည်းကွန်မန့်မှာမျှဝေပေးခဲ့ကြပါအောင်ဗျာမိတ်ဆွေများအလုံးကိုကျေးဇူးများကြီးတင်ပါတယ်ဒီဗီဒီယိုလေးကိုနှစ်သက်တယ်ဆိုရင်တော့ like လေးနဲ့အားပေးခဲ့ဖို့လည်းတောင်းဆိုချင်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးတွေနဲ့အတူပြန်လာခဲ့ပါမယ်နောက်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ကြမယ်